အမေရိကန်ကတရုတ်ကိုကတုံးတုံးပြီးရင်းပြုတ်စေမဲ့စီမံကိန်းကြီးစတင်ရေရှားတပ်ထုတင်ပို့မှုကိုတရုတ်တင်းကျပ်ခဲ့တဲ့နောက်တရုတ်သွင်းကုန်တွေကိုခွန်တရာရာဂိုင်းနှုန်းတိုးမြှင့်မှုထရန့်ကဆုံးဖြတ်လိုက်ပါတယ်ရေရှားတပ်ထုတင်ပို့မှုတွေကိုတရုတ်ကပို့ပြီးတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့စီစဉ်လာတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းတရုတ်စီကတင်သွင်းလာမယ့်ကုန်စည်တွေရဲ့တန်ဖိုးရဲ့တရာရာဂိုင်းနှုန်းပို့ဆောင်စီကျပ်သွားမယ်လို့ကြေညာခဲ့ပါတယ်ဝင်ပါလာတရက်နေ့ကစားလို့တရုတ်ကနေအမေရိကန်စီတင်ပို့လာတဲ့ကုန်စည်အားလုံးကိုအခွန်စီကျပ်မှု တရားရဂိုင်းလုံးတိုးမယ်လို့ထရန့်ကအော်တိုဘာလ10ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါကြောင့်တရုတ်ရဲ့ကုန်စည်တွေအမေရိကန်ကိုတင်ဖို့အချိန်မှာတန်မိုးရဲ့130ရာဂိုင်းလုံးတိအခုပေးဆောင်ရတော့မယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။နောက်ပြီးအမေရိကန်ကနေတရုတ်စီရေးပါတဲ့ဆော်ရန်နီပညာတင်ဖို့မှုတွေကလည်းအဲ့ဒီနေ့ကစပြီးကန့်သက်တားမြစ်သွားဖို့ထရန့်ကဆုံးဖြတ်ခဲ့ပါတယ်။ထရန့်ရဲ့ကုန်စည်ကြမှုကြေညာချက်အသေးအကပေါင်းမှာစီးပွားရေးအင်အားအတောင်နေဆုံးစူပါပါဝါနိုင်ငံနှစ်ခုအကြား ကုံသွေးအားပြိုင်မှုတွေမြင့်တက်လာတာကိုရှော့ချဖို့ခက်ခဲတဲ့ညှိနှိုင်းထားရတဲ့ပြည်လည်မှုကိုပြိုပြက်သွားစေပဲရှိပါတယ်။နှစ်ပတ်ကြာကသွန်းကုန်အခွန်စည်းကျက်မှုတွေအပြိုင်မြင့်နေခဲ့တာကိုကန့်သက်ဖြေလျှော့ထားဖို့သဘောတူထားတဲ့နောက်ဆုံးသတ်မှတ်ကာလမတိုင်ခင်ကိုရဲ့အလိုကလေးကတရုတ်အပေါ်အခွန်စည်းကျက်မှုတွေစတင်တိုးမြင့်ကောက်ယူမယ်လို့ထရန့်ကဆုံးဖြတ်ခဲ့တာပါ။ဆိုမဲ့ငါတောင်ကိုရီးယားမှာသူနဲ့တရုတ်သမ္မတရှီကျင်ဖြစ်လို့တွဲဆုံမှုညှိနှိုင်းထားတဲ့ကိစ္စကလည်းအခုတော့မရရတော့ဘူးဆိုတာကိုထရန့်ကသတိပေးခဲ့ပါတယ် သူပိုင်ဆိုင်ခဲ့တဲ့လူမှုကွန်ရက်မီဒီယာ Trust မှာ Trump ကလက်ရှိအခြေအနေတွေအရဆိုရင်သူနဲ့ရှိတွေ့စရာအကြောင်းလည်းမရှိဘူးလို့ရေးသားထားခဲ့ပါတယ်။ဒါပေမဲ့သူကတွဲส่งပွဲဖျက်မယ်လို့ဒီလေးမပြောပဲအဲ့ဒီလိုအခြေအနေဖြစ်လာနိုင်တာကိုတော့တွေးထားရမယ်လို့ပဲသတင်းတောက်တွေစီမှတ်ချက်ပေးခဲ့ပါတယ်။တရုတ်ဘက်ကတော့ Trump နဲ့ရှိတွေးဖြစ်ကြမယ်ဆိုတာကိုဘယ်တော့ကမှအတည်မပြုခဲ့ပါဘူး။အမေရိကန်တို့အထူးအရေးကြီးလိုအပ်တဲ့ကုန်ကျန်းတွေဖြစ်တဲ့မြေရှားတပ်ထုတွေပြည်ပတင်ပို့ခွင့်တရုတ်ကရုတ်တရက်တင်းကျိုက်လက်တဲ့နောက် ထရန့်ကလည်းတရုတ်ကွန်ကြီးတွေပေါ်ကုန်ထိုးမဲ့ကြေညာချက်နဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။တရုတ်ကမြေသားတပ်တွေတန်းစင်ထိုးလုပ်မှုတွေကမ္ဘာဈေးကွက်ရဲ့ဝေစုအများပြားကိုထိန်းချုပ်ထားနိုင်တဲ့နိုင်ငံဖြစ်ပါတယ်။တရုတ်ရဲ့ကမ်းသမှုကအမေရိကန်တနင်္ဂနွေနေ့ကိုဥတီတာမဟုတ်ပေမဲ့ဒီကိစ္စကြောင့်သူတော်တော်တုံ့လုံးမိကြောင်းတရုတ်ရဲ့လုံပုံကိုင်မှုကဆိုးလွန်းတယ်လို့ထရန့်ကဝေဖန်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်တို့ကြားကကုန်သွယ်ရေးပဋိပက္ခတွေက6လလောက်ငြိမ်နေခဲ့ရမှာအခုတော့တကြောပြန်တင်းမာလာမယ့်အရေးရောက်နေမြင်လာခဲ့ရပါတယ်။ ထရန့်ကတရုတ်စီလေရင်နဲ့လေရင်အစိပ်ပိုင်းတွေတင်ဖို့ရောင်းချမှုကိုပိတ်ပင်တာမျိုးတွေအထိစဉ်းစားထားတယ်လို့လည်းသူနဲ့နီးစပ်သူတချို့ကပြောပါတယ်တရုတ်ကတော့အမေရိကန်အနေနဲ့ဂုံသွေးခွန်ခါတွေကိုတစ်ပတ်သက်ချဲလဲတတ်မှတ်တာမျိုးမလုပ်ဖို့အစဉ်တစိုက်တောင်းဆိုထားတယ်လို့အဲ့ဒီလောက်ရက်ကကပ္ပစီပွားရေးရန်ရာတစ်ခုလုံးကိုထိခိုက်စေကြောင်းဝေဖန်ထားပါတယ်အမေရိကန်နဲ့ကုန်သွယ်ညှိနှိုင်းမှုတွေလုံနေချိန်မှာပဲစစ်တပ်ပစ္စည်းတွေအပောင်းဝင်အီလက်ထရောနစ်ပစ္စည်းမျိုးစုံထုတ်လုပ်ရမှာရေးကြီးတဲ့မြေရှားတပ်ထုတင်ပို့မှုကိုတရုတ်ဆိုးကတင်းကျပ်လိုက်ပါတယ် ဆိုလာပြားကလည်းစမတ်ဖုန်းအထိပစ္စည်းပေါင်းစုံမှာပါတဲ့ကမ္ဘာမြေရှားသတ္တုတန့်စင်မှု90ရာခိုင်နှုန်းကိုတရုတ်ပြည်မှာလုပ်ပါတယ်။ဒါကြောင့်တရုတ်ကောင်းဆောင်ရှီဂျီပင်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဒီလာလည်းမတွေးခင်မှာဒီကန့်သတ်မှုကအရေးကြီးတဲ့ဈေးစစ်မှုဖြစ်ပါတယ်။မြေရှားသတ္တုတန့်စင်တဲ့နည်းပညာကိုပါထိန်းချုပ်ခဲ့ပြီးနိုင်ငံခြားစစ်ဖက်နဲ့လျှက်ကူးပစ္စည်းလုပ်ငန်းတွေအထိမြေရှားပို့တာကိုတရုတ်ဆိုရကကန့်သတ်ချင်ပါတယ်။ဒါပြင်အစိုးရခွင့်မှုချက်မပါဘဲ ရေရှားတက်တူလုပ်ငန်းမှာတရုတ်ကုမ္ပဏီတွေပြပလုပ်ငန်းတွေနဲ့ပူးတွဲလုပ်ကင်တာကိုလည်းတရုတ်အစိုးကတရုတ်အစိုးရကတားမြစ်ခဲ့ပါလေရေရှားတက်တူတူရနဲ့တန်းစင်လုပ်ကင်တာတွေကိုထိန်းချုပ်ထားတဲ့တရုတ်အစိုးရကဒီတက်တူရဲ့ကမ္ဘာဈေးကွက်မှာကြီးစိုးထားပြီးဖြစ်ပါတယ်ရေရှားတက်တူနည်းနည်းလောက်တင်ဖို့ဖို့အတွက်ကိုပဲနိုင်ငံခြားကုမ္ပဏီတွေတရုတ်အစိုးရခွင့်မှုရဖို့အခုတော့လိုလာခဲ့ပါပြီဘယ်မှာသုံးဖို့ပို့တယ်ဆိုတာကိုပါရှင်းပြရမှာပါဒါအပြင်ကမ္ဘာနည်းပညာထောက်ပံ့မှုကွင်းဆက်မှာအလွန်ရေးကြီးတဲ့လစ်သင်ယံဘက်ထရီတွေနဲ့ graphite တင်ပို့မှုကိုလည်းအလားတူကန့်သက်ကြောင်းတရုတ်အစိုးရကကြေညာခဲ့ပါတယ်။မျိုးသားလုံခြုံရေးကိုကာကွယ်ဖို့ရည်ရွယ်ပြီးဒီစီးမင်းတွေကိုထုတ်ပြန်ကြောင်းတရုတ်အစိုးရကပြောပါတယ်။ဒီထိန်ချုပ်မှုတွေရဲ့ရည်ရွယ်ချက်တစ်ခုကတော့မြေရှားအတွက်တရုတ်ပေါ်မိခိုနေရတဲ့အမေရိကန်ပါဝင်ပြည်ပကကာကွယ်ရေးပစ္စည်းလုပ်ငန်းတွေကိုထိန်ချုပ်ခြင်းမုံရပါတယ်။အမေရိကန်နဲ့ကုန်သွယ်ရေးစစ်အရှိန်တက်နေချိန်အေဗီလာကစထိန်ချုပ်ခဲ့တဲ့ပြည်ပပို့ကုန်စည်းမှာမြေရှားနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုတရုတ်ကထည့်ခဲ့ပြီးဖြစ်ပါတယ် အခုကြေညာချက်အသေးကြောင့်လက်နက်ထုတ်လုပ်သူတွေနဲ့ချက်ပြားလုပ်ငန်းကကုမ္ပဏီတချို့ကိုတရုတ်ကခွင့်ပြုမိတ်လိုင်စင်ထုတ်ပေးဖို့မဖြစ်နိုင်တော့ဘူးလို့ဆိုတာရှင်းသွားပါတယ်။မြေရှားတတူ24လောက်ကိုင်းတာဒါမှမဟုတ်မြေရှားကနေတန်လိုက်ထုတ်တာမှာတုံးတဲ့ဤပညာကိုတရုတ်အစိုးရကခွင့်ပြုချက်နဲ့ပဲပြပပိုးရမယ်ဆိုပြီးတရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုကန့်သက်တဲ့အထက်မှာမြေရှား24ဒါအရေးကြိုတာနဲ့တန်းစင်တာအပြင်တန်လိုက် PC ထုတ်လုပ်တာနဲ့တခြားကရတဲ့မြေရှားတွေကိုပြန်လဲတုံးဆွဲတာတွေပါပါတယ်။ ထိန်းသိမ်းတာနဲ့အစင်းမြင့်နေတာတွေလောက်ရမှာလဲခွင့်မှုချက်မရပဲပြည်ပမတင်ဖို့ဘူးဒီကြေညာချက်မှာပါရှိပါအရေးကြီးတဲ့မြေရှားတပ်တူတူလုပ်ငန်းရှိပြီးတန်းစင်တဲ့ဆက်တွေမရှိတဲ့အမေရိကန်မှာဒီတားမြင့်မှုကအကြီးကျယ်ရိုက်ခတ်နိုင်ပါတယ်